ဒီငယ်ငါဟင်းစားမဲ့သူဒါမှမဟုတ်ငါဟင်းစားနေတယ်ဆိုရင်ဒီဒီလုံးကိုလာကြည့်ကြည့်ဒီအဖြစ်ပြက်ကထိုင်းနေရဖြစ်ချက်ပွင့်မှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ကတော့ပြည်ခရိုင်၅လပိုင်း၁၇ရက်နေ့တုန်းကနာမည်ဖီဆာရမ်အသက်45နှစ်အမျိုးသမီးတဦးစေးထက်ကနေ၅နှမျိုးရလာတယ်တရှင်အိမ်ရောက်တော့အဲ့ဒီ၅နှမျိုးကိုပေါင်းပြီးစုပြုတ်ရချက်ပြုတ်လိုက်တဲ့အဲ့ဒီ၅နှမျိုးထက်ကတမျိုးမှာဘိုက်ထဲမှာဥအပြည့်ပဲ ချက်လို့ပြုတ်လို့လည်းပြီးရောဖိစရာမကသမင်းခူးပြီးတော့ဒီငါးစုပြုတ်ဟိရေကိုစားလိုက်တယ်တဲ့ရှင်။ငါးထဲမှာဥအပြည့်ပဲဆိုတော့ဖိစရာမကငါးကိုခူးပြီးတော့ပါစတ်ထဲကိုထည့်လိုက်တယ်ပြီးတော့တစ်ချက်လောက်ပဲဝါပြီး group ဆိုပြီးမြို့လိုက်တယ်တရှင်မြို့တော့တခါထဲတခုခုက လေပေးမှခံနေတယ်လို့မျိုးခံစားရတယ်ပြောရရင်ငါအယို ခံနေတယ်လို့မျိုးခံစားရလို့ရှိရင်ဒါကြောင့်အာရှေ့ခေတ်ကသူများပြောတဲ့အဲ့လိုမျိုးငါအယိုးတွေခံနေရင်ထမင်းလုံးပြီးတော့စားရေတောက်ငပြောတိတွေတောက်အမငပြောတိတွေစားအကုန်လုံးလုပ်တယ်ကျဥပြုတ်တယ်လေပြုတ်ပြီးစားတယ်ဒါပေမဲ့မတက်တာဟုတ်လားရှင်စိတ်ခွေရဲ့နင်းညကလေးကဖြစ်တာဆက်ရှင်နဲ့လေဖိစရာမကအိမ်မှာပဲတမျိုးပြီးတမျိုးအာငါအယိုးစင်းအောင်လုပ်တယ် အဲထွက်အောင်လှုပ်တဲ့ဆေးုံမတော်ပြဘူးစိတ်ကိုယနေ့မခံနိုင်တော့မှဆေးုံတော်ပြနေရှင်းပြီးတော့အဲ x ray တော်ရိုက်တယ်တက်မှန်တော်ရိုက်တယ်တက်မှန်ရိုက်တော့ဆရာဝန်ကငါအယိုးလည်းမတွေ့ရဘူးလို့ပြောတဲ့ဖြစ်နေချေရှိတာကတော့ငါယိုးကအဲလိုမျိုးလက်ဘေးမှာနည်းနည်းရှသွားလို့အာကြိုက်ခဲတော့တာနေမှာလို့ဆိုပြီးဆရာဝန်ကဖိစရာမကိုစားစေးပဲပေးပြီးအိမ်ကိုပြန်လွတ်လိုက်တယ် ဖိစားရမလဲအိမ်မှာအဆေးသွားတောက်သွားစားရရှင်တပမဲ့အဲ့ဒီလေဘင်းကမတက်တာလားဘူး6လပိုင်းနေရနေ့မှာဖိစရမ်ကဒုတိယအကြိမ်စီယံကိုပြန်သွားတယ်လေဘင်းကအရန်ကြိုက်ခဲနေတယ်လို့ဆိုပြီးဆီယံမုံကိုထက်ပြီးတက်မှန်ရိုက်ခိုင်းကြည့်တယ်ရှင်ဆီယံမုံလည်းရိုက်ပေးလိုက်တယ်ဒီဒုတိယအကြိမ်နဲ့ဆီယံမုံကငါးရိုးတွေမတွေ့ဘူးလို့ပြောရှင်တာကြောင့်ဆီယံမုံကဖိစရမ်ကိုဆေးတွေပဲပေးပြီးအိမ်ထက်တစ်ခေါက်ပြန်လွတ်သွားလိုက်တယ် ဖီးစရမ်စေးတောက်တာတွေတောင်ကုန်တော့ပြီဒါပေမဲ့အဲ့ဒီလေပင်ကကိုက်ခဲတာကမပြောက်သေးဘူးဒါကြောင့်ဖီးစရမ်ကအဲ့လိုမျိုးအကဲအခဲပြောက်အောင်ကတ်တဲ့ဟာတွေလည်းကတ်တယ်ချင်းအဲ့ဒါတွေကတ်လဲမတက်တာသေးဘူးဒီ6လပိုင်းပြီးခဲ့တဲ့15ရက်မိတုန်းကဖိစရမ်ကအဲ့ဒီလေပင်နေရာမှာအရန်ကိုက်ခဲလို့လက်နဲ့နှိပ်သွာနှိပ်လာနှိပ်သွာနှိပ်လာလှုပ်လိုက်တယ်တဲ့ရှင်နှိပ်နေနဲ့နင်းနေဘူးချုပ်ပြီးတခုခုအဖြူရောင်က ထွက်လာတဲ့တခင်တေချာကြည့်တော့ငါရိုးဖြစ်နေတဲ့ဒါကြောင့်ဖိဆရာမကစီအောင်ကိုအမြန်ပြန်သွားလိုက်တယ်ပြီးတော့ဆရာဝန်တွေကဖိဆရာမကိုခွဲစိတ်မှုလှုပ်ပေးလိုက်တယ်ရှင်ပြီးတော့ငါငါရိုးယူထုတ်တယ်ယူယူပဲယူထုတ်တာမဟုတ်ဘဲနဲ့ခွဲစိတ်မှုလှုပ်လိုက်ရတယ်ငါရိုးကအဲဒီတော့လောက်ရှိရတဲ့ရှင်2စင်တီမီတာလောက်ရှိရတပိပဲအဲကြီးတယ်ရှင်ဆရာဝန်ပြောတာကတော့ဒါပထမဆုံးအကျင့်ငါရိုးက အထဲကနေရှန်ထွက်လာတာကိုတွေ့ဘူးတယ်လို့ပြောရရှင်အပြင်းနေအထဲကိုထိုးသွားတာမဟုတ်တော့အထဲနေအပြင်းကိုထိုးထွက်လာတာဖိဆရာမကတော့ရှေးရှောင်းငါးဟင်းကိုတော်တော်ကြောက်သွားမှသိချရရှင်တွေ့ရှင်တို့လည်းငါးဟင်းတွေစားရင်တေချာကြည့်ကြပါငါအခက်အမြကအယိုးအယံများတယ်အဲ့လိုမျိုးတိတိတော်တော်အယိုးလည်းလက်ပေးမှခံနေရင်လေရှင်အယံနေမှနေရခက်တယ်ပြီးဆရာမဆိုလဲစားလိုက်တာတစ်ခုနှစ်ခုမှရှိတယ်ငါဥထင်ပြီး မဝါးပဲနဲ့မြုံလိုက်တာရှင်ဒါကြောင့်အယိုးကပါသွားတယ်အဲတချို့ဆိုရင်ငါယိုးကြောက်လို့ငါဟိမဆတ်တွေလည်းအများကြီးရှိရဲ့ရှင်တွေ့ရှင်တို့ရောဖြစ်ကြလားမသိဘူးဒီငါယိုးကဖိစရာမြဲလေပင်ထဲမှာတလနီပါနေတာနော်ရှင်စစ်ခွေရနေ့တော့ကစပြီးတော့ခန္ဓာစစ်ငါရနေ့မှ ခွဲထုတ်နိုင်တယ်ဆိုတော့တလနီပါတော့မှ တော်တော်လုံးနေနိုင်တယ်လည်းမသိဘူးနော်ရှင်ငါစူးတေးတေးလေးလည်းဘေးမှာခံနေတော့မှအာစထွေးတွေမြူတဲ့အချိန်မြူလို့မရဘူးအကငါးရိုးအကြီးပဲငါးရိုးလားငါးစူးခေါ်တယ်လားမသိဘူးရှင်အေးပုံထဲမှာတွေ့တဲ့အတိုင်းပဲ